မင်္ဂလာပါရှင် Home Electronic ကနေကြိုဆိုပါရစေ။ကျမတို့ Home Electronic ရဲ့ site တွေကတော့မန္တလေးမြို့၊ပြည်ဦးလီမြို့နဲ့ရန်ကုန်မြို့တွေမှာတည်ရှိတာပဲဖြစ်ပါတယ်။အခုဒီနေ့မိတ်ဆက်ပေးချင်တာကတော့ small family လေးတွေအတွက်တမမို့ရေး personal use အတွက်အသေးစားအသုံးပြုနိုင်တဲ့ဝတ်ရှောက်စာလေးတစ်လုံးပဲဖြစ်ပါတယ်။အဲ့ဒါကတော့ Star Wars Massive 7kg ဝတ်ရှောက်စာလေးပဲဖြစ်ပါတယ်ရှင်။အခု Star Wars 7kg လေးက fully auto အမျိုးအစားဖြစ်တဲ့အတွက် short ပြီးညစ်ပြီးသားကိုထုတ်ပြီးတော့လမ်းလိုက်ရောအနေထားနဲ့အစင်းနေရရှိမှာပဲဖြစ်ပါတယ်။အားသာချက်ကတော့ကျမတို့ ဒီ wish set ကိုအသုံးပြုတဲ့အချိန်မှာရေစာမိစာတက်တာစီမယ်နောက်ထပ်တစ်ခုက simple function function လေးတွေကိုအလွယ်တကူနဲ့ရိုးရှင်းရှင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်နောက်ဆုံးအသံချက်တစ်ခုကတော့ဒီ wish set မှာရင်းညစ်ပြီးတော့ထုတ်လန်းလိုက်တဲ့အဝတ်တွေကအချိန်တိုတင်းမှာပဲအမြန်း6တိစီနိုင်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့ညှစ်အားကောင်းတဲ့ရင်းညစ်တာပြောင်းစင်းမှုကြောင့်ဖြစ်ပါတယ်အဲ့တော့ ခုလိုမျိုးမိုးရသည်လိုမျိုးတွေမှာဒီဝိရှော့ဇက်ကအသင့်တော်ဆုံးဖြစ်စေမှာပါအဲ့တော့ Skyway ရဲ့ဝိရှော့ဇက်မှာဆိုလို့ရှိရင်အာမခံ၃နှစ်ပြီးထားပြီးပထမတစ်နှစ်အတွင်းမှာတော့ဆက်ရထုတ်လုပ်မှု error ချင်းချက်တွေအတွက်ပစ္စည်းပို့လက်ခအခမဲ့ပြန်ပြုပြင်ပေးတယ်ကျန်တဲ့နှစ်မှာတော့လက်ခမဲ့နေပြုပြင်ပေးတော့မှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်သူ့ရဲ့ fashion တွေ blog တွေရွှေရှင်းလဲဆိုတာထပ်ပြီးတော့ပြပေးပါမယ်ရှင် ဒါကတော့သူ့ရဲ့ control panel လေးပါ။ close ဆိုလို့ရှိရင်လည်းဒီမှာ၄ခုပဲပါတဲ့အရန်ကိုယူရှင်းသွားပြီ။ power close ပြီးရင် start close ရှိတယ်။ဒါကတော့ key level ချိန်တဲ့ close ။ဒီ close လေးကတော့ await show မဲ့ program ရွေးတဲ့ close လေးပဲဖြစ်ပါတယ်။အဲ့တော့ programming ရွေးမယ်ဆိုလို့ရှိရင်ဒီမှာ tick ကနေ7 ठी ပါတယ်။အခုအစမ်းလေးနှိပ်ပြမယ်နော်။ power လေးဖြွင့်လိုက်ပြီး program number 1 number 1က normal တိုင်းရှုံမယ် number 2ကတော့သုံးမွေးတယ်လေးတွေရှုံမယ် number 3ကတော့ small load လိုမျိုး underwear လေးတွေကိုရှော်တယ် number 4ကတော့စိန်ရှော်တဲ့ function လေးဖြစ်တယ် number 5ကဒီ rinse hole ဆိုတာကရေပို့ပြီးတော့ဒီထဲမှာရှော်ခြင်းတဲ့အချိန်ပေါ့ဆက်ပြတ်များသွားတဲ့အချိန်ဒီမှာသုံးလို့ရတယ်ဒီဘက်ကတော့ဒါက sound တစ်ပတ်လေးတွေရှော်တယ် channel ကတော့အနုညံ့တဲ့ဝတ်စားလေးရှော်တဲ့အချိန်မှာသုံးတယ်နံပါတ်6ကတော့ quick ပေါ့နော်အမြင်ရှော်ခြင်းတဲ့အချိန်သုံးတယ် နံပါတ်၈ကတော့အမြန်လျှော်တဲ့ function လေးဖြစ်တယ်။နံပါတ်၉ကကြတော့ tap clean ဆိုတာကံကိုတန်ရှင်းလုပ်ဖို့အတွက်ဆိုလိုတယ်။ဒါကကြတော့သူကတစ်လတစ်ချိန်နှစ်လတစ်ချိန်လောက်မှာဒီ function လေးပေါ့နော်နံပါတ်9ကိုရွေးလိုက်ရင်ရတယ်။နံပါတ်10ကတော့ air drying function ဒါကကြတော့အာဒီကံနင်းမှာ၆ခန်းညင်တာတော့လောက်ကဒါမှမဟုတ်ရင်အဝတ်တွေနင်းငယ်ဒီထဲမှာဖန့်သွားခြင်းနဲ့ဆိုလို့ရှိရင်လေဒီ air drying function လေးသုံးလို့ရတယ်။7ကတော့ spin ဆိုတဲ့ function အပြင်ကလျှော်ပြီးသားတွေပဲဖြစ်ဖြစ်ဒီမပြောင်းလို့ထပ်ပြီးတော့ညှစ်ချင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒီ spin function ကိုသုံးလို့ရတယ်။အဲ့တော့ဒီ function တွေအားလုံးကိုယူပြီးသွားတာ ਨੇ stack cloud ကိုနှိပ်လိုက်။ကိုကြိုက်တဲ့ function ကိုပဲယူရင်ရပြီနော်။ကြိုက်တဲ့ function လေးကိုယူပြီးတာ ਨੇ stack cloud နှိပ်လိုက်တာ ਨੇ auto အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ yield level ချိန်ကလည်းဒီလိုမျိုးပဲကိုက yield level ထက်ချိန်ချင်တယ်ဆိုလို့ရှိရင်အဒီမှာနှိပ်ပြီးတော့ bell level မှာယူချင်တာလဲဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီ။ဒါကတော့သူ့ရဲ့ function လေးတွေပဲဖြစ်ပါတယ်ရှင်။ဒါကတော့သူ့ရဲ့ကန်အတွင်းဘက်လေးပါ။ဒါကအတွင်းကန်လေးရဲ့ဖွဲ့စည်းပုံလေးပါ။ဒါကကြက်ကဗျာ ပြီးရင်အတွင်းမှာရေဝင်ပိုင်လေးပါမယ်။နောက်ထပ်ကတော့ဆက်ရရန်နီကယ်လေးပါမယ်ပေါ့နော်။ဒါကတော့အတွင်းဘက်မှာရှိတဲ့ဒီအမှုံမွားတွေကိုစစ်ပေးတဲ့စကားလေးပဲဖြစ်ပါတယ်။ Skyhook ရဲ့ fully auto 7 kg dishwasher လေးကိုလိုအပ်လို့ဝယ်ခြင်းနဲ့ဆိုရင်တော့ homemade electronic ရဲ့ showroom နေမှာရော online ကနေရောဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါလိမ့်ရှင်။